နော်သူတို့ရင်ထဲမှာစိတ်ပိုင်းဆိုင်ရာခံစားချက်ကလေးတွေတကယ်ရှိပါတယ်အဲ့ဒီကလေးလေးကတိတ်တနာဖို့ကောင်းပါတယ်ဘာလို့လဲဆိုတော့သူတို့ကသူတို့မပြည့်စုံတာကငွေကြေးတွေပြည့်စုံခြင်းပြည့်စုံနေရမယ်သူတို့မှာမေတ္တာတရားတွေပြည့်စုံရင်ပြည့်စုံသူတို့ကမိဘနှစ်ပါးကြားရတဲ့မေတ္တာကြတော့သူတို့ကလိုအပ်နေတယ်သိလားဘာလို့လဲဆိုတော့အဖေဘက်ကိုသွားမှအဖေမြတ်တာကိုရတာအမေဘက်ကိုလာမှအမေမြတ်တာကိုရသူတို့မှအခြားပျော်ရွှင်နေတဲ့မိသားစုတွေလို့ဖခင်အတူတူသွားရတာလို့ចောင်းတူတူတက်ရတာလို့ ဘာသာကိုင်းစမင်္ဂလာပါကေဘရိုဒီယဒီဘီယူဖိုက်တမကတော့တားတဲ့သမီးတွေရှီယတာနဲ့အလိုအင်ထောင်ရေးပေါက်ပြန်လို့ကွဲသွားကြတဲ့အမျိုးသားအမျိုးသမီးတွေအထူးသဖြင့်တော့ကြည်သိပါတယ်ဆိုတော့ဒီအင်ထောင်ရေးကွဲသွားခြင်းရဲ့နောက်ကွယ်မှာတားတဲ့သမီးတွေအားငယ်စိတ်တွေတွေအဲဘလို့ဝင်ကြလဲဆိုတာလေးကိုငါတို့ဒီဘီယူဖိုက်တမကြည်ရမှာပါဗျာနော်ဆိုတော့ဘီယူဖိုက်တမကိုငါတို့အာကြည့်လိုက်ကြအောင် Okay let's go ိမသွားဘူးညီမလေးအကြီးကဒီဗီဒီယိုကိစ္စကလေပြောပြပြမယ်ဆိုရင်မာကြီးကလုံးဝမသွားဘူးမာကြီး ਨੇ သူ့နဲ့ဈာရမှာဖုန်းကွန်တက်တကောမရှိခဲ့ဘူးဒီနေ့ချိန်ကြီးပေါ့နော်မာကြီးတို့ညောင်ရဲ့ပတ်သက်မှုကလုံးဝမရှိဘူးဒါပေမဲ့အလေရသားကြောက်ဘူးပေါ့နော်သားက အဲသူအဖေကိုလှုပ်ပေးခြင်းကြီးရဲ့စိတ်ကလေးတစ်ခုကြောက်ပါပဲမာရီကဖြည့်ဆည်းပေးလိုက်တာပါမာရီကလည်းမလိုက်သွားခဲ့ပါဘူးဒါပဲသွားတာအဲကလေးတွေလည်းပါသွားတယ်မေးကြည့်မာရီကမလိုက်သွားခဲ့ဘူးမာရီနဲ့သူနဲ့ကြားရမှာလဲဖုန်းတကောတောင်အဆက်အသွယ်မရှိပါဘူးရှင်ဟွာရှင်ထားပြီးသားယောက်ျားဘူးပေါ့နော်ဖုန်းဝယ်ပေးရပါဘာလို့ဝယ်ပေးရလဲဆိုရင်တတကပူဇော်လို့ပါရှင်တတအကြားခံတယ်ဟုတ်တယ်ဟုတ်တယ်အဓိကတတအကြားခံတယ်ပေါ့နော်ဒီရဲ့ကြော်ချင်းရလဲတတအရန်ကြော်ချင်းနေရပေါ့နော်အဲ ူ့စိတ်ထားလေးရတော့မာကြီးအမြင်မှာတော့လှတယ်လို့မြင်ပါတယ်သူအဖေကိုပေးကမ်းခြင်းနဲ့စိတ်ပေါ့နော်သူ့ဖေကိုသူအဲ့လိုလေးဝယ်ပေးခြင်းနဲ့မာကြီးကိုပူဇော်တာပေါ့မာကြီးကမထင်ထားဘူးလေသူ့ဖေကလည်းမထင်ထားဘူးသူ့ဖေကလည်းသူတောင်းဆိုခဲ့ရမှာမဟုတ်ဘူးမာကြီးတို့မြောက်ကြားမှာဘာမှမသိဘူးသူကသူ့မှန်သူဖြစ်နေရအိမ်မှာမျက်နှာမကောင်းတော့ဘာဖြစ်လို့လဲဘာဖြစ်လို့လဲသူမေးတော့သူကမေးရဲ့ဒါဒီလိုလေးဝယ်ပေးခြင်းလိုက်တာဒီဖုန်းလေးဝယ်ပေးခြင်းလားဟဲ့ဈေးရများလိုက်တာမေးကမဝယ်ပေးခြင်းမဘူးသူပြောလိုက်သေးရဲ့ပြောတော့သူချင်းမျက်နှာပြက်သွားပြီသူဝမ်းနေသွားပါပေါ့နော် မေရဲ့တဲ့မမေးအနေနဲ့မေဝယ်ပေးနိုင်ပါရဲ့တဲ့တဖြစ်ကိုဝယ်ပေးလိုက်ပါလားတဲ့ဆိုတော့အော်ကိုသူ့ကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာလေသူ့ရင်ထဲကမေတ္တာတွေကိုကိုမြင်တာပေါ့နော်အော်သူကအဖေတယောက်ပေါ်မှာသူတော်တော်မေတ္တာထားနိုင်တဲ့ကလေးတယောက်ပဲအော်သူ့နှလုံးသားလေးကလှလိုက်တာဟိုကိုသားလေးကိုလည်းကိုဂုံယူတာပေါ့နော်လှလိုက်တာငါသားလေးစိတ်ကလေးကအဲ့တော့လေအမေဖြစ်တဲ့သူဆိုတော့လေလှုပ်ပေးချင်တာပေါ့နော်သူကလိုလိမ်မြေကြီးလေးဝဲပြီးသူပြောရခါကျတော့ ။ကိုကမီးပါလေနော်။ဘယ်စိတ်ကောင်းမှမလဲ။အော်ကိုလည်းလှုပ်ပေးနိုင်တဲ့အနေအထားတစ်ခုကိုရောက်နေပြီ။ငါလှုပ်ပေးလိုက်မယ်။အမုန်းတွေအကြာတွေအာကာသတွေလည်းခဝါချလိုက်မယ်။သားမျက်နှာနဲ့ပဲဆိုပြီးတော့မာကြီးလှုပ်ပေးလိုက်တာပါ။အော်တွေးဝေရင်လို့မရှိပါဘူးမာကြီးကလည်းသူ့အတွက်ဆိုပြီးတခုခုလေးတော့လုပ်ပေးခြင်းနဲ့ဆိုရယ်စိတ်ကလေးကတော့ဒီနေ့ဒီချိန်မှာဖြစ်လာခဲ့ရယ်ဘာလို့ဖြစ်လာလဲဆိုတော့ မကြီးကလည်းတော်တော်လေးကိုအဆင်ပြေလာတဲ့အနေထားလေးတစ်ခုဆိုတော့သူနဲ့ကိုနေရတဏျာမှာရေစက်ကြီးလို့ဆုံးခဲ့ပြီးကြပြီပေါ့နော်အဲတဏျာမှာလည်းအမုန်းတရားရင်နဲ့ခဏတာနေခဲ့ပြီးကြပြီမကြီးလို့၁၄နှစ်တာလုံးကြီးထိမကြီးသူ့ကိုနာကျင်ခဲ့ပြီးပြီပေါ့နော်အခုမကြီးအသက်၄၂ဆိုတော့အဲလုတ်ခဲ့တဲ့တရားတွေကုသိုလ်ကောင်းမှုတွေနဲ့ပြန်ရှင် ုက်ရင်ဒီအမုန်းနေနဲ့မာကြီးဆက်သွားမလားဆိုဒီယာကြီးကြာနေလိမ့်မယ်ပေါ့နော်မာကြီးလည်းတန်တရားကိုဖျက်ချင်တယ်သူ့ကိုလည်းမာကြီးတခုခုလောက်တော့လှုပ်ပေးခြင်းတယ်လို့တွေးထားပြီးသားပါသူ့မွေးနေကြရင်ပထမတော့မာကြီးတခုခုလေးတော့လှုပ်ပေးမယ်ตาကနေပဲမိခိုက်မယ်လို့ကစိတ်ကူးလေးရှိပါတယ်ဒါပေမဲ့ตาကသတင်းချုပ်ကိုပြောတော့လေကဲตาသဘောပေါ့နော်အတိကတော့အမေဆိုတော့လေအဲဟုတ်တယ်စစချင်းတော့ကုမ္ပဏီရောမင်းရော82သိန်းပေါ့နော် မှန်ကြီးရဲ့ဒီဖုန်းရဲ့ပြဿနာကလည်းလေဘလို့ဖြစ်တာလဲဆိုတော့ तू ကလည်းဒီလောက်ဈေးကြီးကိုပူစားတာမဟုတ်ဘူးသိလားတားကလည်းမေးတဲ့ပိပိဖုန်းကစုပ်နေရလေ Samsung ကြိုက်တာတဲ့မမေနဲ့စပြီးဟိုချိခဲ့တယ်ကဖုန်းနဲ့ပဲသူက Samsung အရင်ကြိုက်တာဆိုအာမာရပြောတာပေါ့မမေဝင်ထားတဲ့ iPhone လေးပေးလိုက်ပါလားသားရဲ့လို့မမေလည်းဗီဒီယိုထဲမှာထည့်တာဟာမမေရဲ့ပိပိက Samsung ပဲကြိုက်တာတဲ့ကိုနဲ့ပတ်သက်ခဲ့တဲ့သူအကြိုက်ကိုမသိဘူးလားတဲ့သူကလောက်တာနော်ဆရာကြီးအော်အေးပါအေးပါလို့ကွာလဲ ခေါင်းလည်းတော့အေးပါအေးပါဘာလုပ်လဲပြောဖုန်းလေးကစုံနေရဲ့တဲ့ပြပြကစီးနေရဲ့လေးတဲ့ဝဲမှာမဟုတ်ဘူးမမေးတဲ့အဲဆိုအေးလို့ထားလိုက်ပေါ့လို့ဆမ်ဆောင်းလေးကတလုံးလုံးတော့ဝယ်ပေးလိုက်ပေါ့တားရဲ့လို့အဆင်ပြေတာလေးပေါ့ကိုကဒီလိုလေးပဲတွေးလိုက်တာ အတာကိုသူက Samsung နောက်ဆုံးထွက်တာကလာဟိုဇွန်ဆွဲကြီးလို့ရတယ် MA ဘာပါတယ်ဟိုကပါတယ်ဒီဟာပါတယ်နဲ့တော့မျက်နှာကိုပြတ်ထွက်ပြီးသူပြောတာမနေနိုင်မထိုင်နိုင်ဖွားကြီးကိုဖုန်းသွားဆက်တာဖေဖေကဘာမျိုးစားကြိုက်တာလဲဘာတစိမ့်ကြိုက်တာလဲပေါ့အဲ့ချင်းကြီးမာကြီးကလည်းရှင်ထဲမှာအလုံးကြီးမကြီးသေးဘူးပေါ့အော်ဝယ်ပေးမယ်ပေါ့အော်အေးအေးဝယ်ပေးမယ်20လောက်ပဲပေါ့အေးဝယ်ပေးမယ်လုပ်ပေးမယ် ီးတယ်ပြီးတော့သူကလည်းဖုန်းဆက်သူ့ဘွားအမေကဖေဖေကဘာမျိုးစားကင်ကျင်တာလဲဘာမျိုးစားကင်ကျင်တာအဲ့ချိန်ကြီးကိုကဘေးနားမှာစပီကာဖွင့်ထားတော့သားလေးရဲ့တားဖေကပြောလာတော့ Ultra 24တဲ့သူကလည်းနောက်ပြောလိုက်တာဒီစကားသူ့သားကိုပေါ့နော်နောက်ပြောလိုက်တဲ့စကားပေါ့သူ့သားဝယ်ပြီးမှလည်းမဟုတ်ဘူးဆိုပြီးတော့ Ultra 24လိုချင်တာဆိုပြီးတော့သူကဖုန်းလဲချလဲချပြောမိုင်းရနားမလဲဖုန်းကြောင်းနေဆိုဟဲ့ Ultra 24ကဘယ်လောက်လဲမေးတယ်သူ့နောက်မှာနောက်တစ်ခုပဲရှိတော့တာသူကလည်းဈေးကြီးရဲ့လေးရဲ့ဟဲ့ဘယ်လောက်ဈေးကြီးရလဲသိန်း60ရှိရဟာ နင်ကလလုံးပြန်ပြီလို့ငါ့ကိုမပြန်ပြီပေါ့နော်အဲ့ဒါဆိုငွေပြပါဘူးလို့ငါလောက်စည်းကြီးရောငါဘာလုံးမှာလုံးပါနဲ့တဲ့ဝယ်ပေးလိုက်ပါတာတဲ့အဲ့ဒီအကျွေးကိုအမေစောက်ထဲမှာမှတ်ထားပါတားဆက်ပါမယ်တဲ့တကယ်ပြောရပါဒီစကားရပါပေါ့နော်သူ့ရဲ့သူရှင်နေရထွက်ကြလာရဲ့မြစ်တာတရားပေါ့နော်မဝယ်ပေးခင်တမနဲ့ထီမာကြီးကချစ်တုံလက်တုံနေပေါ့နော်ချစ်တုံလက်တုံကိုပတ်ဆက်ထွက်လို့မဟုတ်ဘူးအာဒါလုတ်ပေးတင်လားမလုတ်ပေးတင်လားဝယ်ပေးတာအဲ့ချိန်မှာသူကဘာထပြောလဲဆိုမမေးရဲ့ ตากระโดดขันท้าလို့ตาမပိုးရလာတသိန်း3000ရှိရဲ့ตาစိုက်ပေးမယ်လေးဆိုရဲစကားလေးတစ်ခုကိုကြားလိုက်တော့လေโอ้ตนาပါတယ်သူ့အဖေပေါ်မှာသူထားတဲ့မေတ္တာတရားပေါ့เนาะသူကအမေမေအစဉ်ပြေနေပြီဖဖေကိုလည်းဒီဖုန်းကောင်းကောင်းလေးနဲ့အစဉ်ပြေတာတာဟာမြင်ချင်နေရပါမေရဲ့တာသသိန်းသုံးတောင်းလေးကိုမမေယူလိုက်တာထက်ကြံနေတဲ့အကျွေးကိုတာအရွယ်ရောက်လာတဲ့ခါကျရင်မမေကိုဆက်မယ်မမေတာကိုချီးထားပေါ့တဲ့အဲ့လိုလေးတကယ်ပြောတော့လေ အော်စိတ်ထဲမှာလေကိုကလည်းตาတယောက်တည်းရှိရခါတာပြောတဲ့စကလုံးနဲ့ကိုကြွေစည်းနေရသလားရင်ထဲမှာဟာအမေဆိုတော့လေလှုပ်ပေးလိုက်ချင်နေပဲဖြစ်တာလေအော်ငါသားလေးစိတ်ချမ်းသာအောင်ตาစလေးနှစ်ပြည့်တော့မယ်လေမမေရဲ့ตาစိတ်ချမ်းသာခြင်းနဲ့အားလေးပြောလဲအေးလုံလုံလုံตาအဲ့ဒါဆိုလေตาတဘောဆိုမဝဲမပေးမချင်ဝချီရောက်တည်းအေးလက်တည်းအေးအိမ်မှာငိုကာယူကာဖြစ်နေရသူ့ကိုပဲကျေးဇူးတင်လိုက်ပါလို့ပြောမယ် နော်တကယ်ဖုံးဆိုင်ကိုလိုက်တော့လေလေဖုံးဆိုင်မှာသူ့မှာလက်တရတုံချိပြီ तू ကဖြစ်နေရ तू ကဖြစ်နေရအာ तू ရဲ့မြစ်တာကိုပဲကိုကမြင်ပြီးတော့လေနော်အမေဆိုတော့ဟဲ့ကောင်းလိုက်တာငါသားလေးစိတ်ထားလေးရဘာပဲပြောပြောပေါ့နော်အာနဲ့ဖုံးဆိုင်ရအမကပြောပေါ့ဒါလေးရဲ့စိတ်မကောင်းလိုက်တာတဲ့ဒီလိုအချိန်နေနေမြင်ရတာအန်တီရလို့ပြောတော့သူကဘာပြောတယ်အောင်မိတယ်။ရပါတယ်အန်တီရဲ့တာကလော့ကက်တန်ကိုသိပါရဲ့တဲ့။အဖေရောအမေရောအသက်ရှင်တာပဲတာဘွားမှာတဲ့။တာပေးလိုက်ချင်ပါတယ်။သူကအယမ်းလိမ့်မာတာ။ တကယ်ကြီးလိမ်မာပေါ့နော်သူ့ဖေကံကောင်းတယ်လို့ပဲပြောရမှာပေါ့ အဲ့ဟာကြောင့်လည်းညီမလေးရေခုနမာကြီးပြောသလိုပေါ့နော်အားလုံးကအမုန်းတရားနေနေပဲဆက်သွားခဲ့မယ်အာအမုန်းနေနေပဲနေမယ်ဆိုကဘာကြီးမှမုန်းနေမှာပေါ့နော်မာကြီးမှလည်းနာကျင်ခဲ့ပြီပြီညီမလေးရေမာကြီးလည်းအချိန်တိုင်းတာတစ်ခုထိနာကျင်ပြီပြီအချိန်တိုင်းတာတစ်ခုထိမုန်းပြီပြီဒီနေ့အချိန်မှာမာကြီးကနောက်ထပ်10နှစ်လောက်ဆိုပြီးမာကြီးတစ်ချိန်မှာရောက်ခမဖြစ်တော့မယ်လေမာကြီးကသားမွေးထားတဲ့အမေတယောက်ပဲအာဟိုဘက်ကိုပြန်ကြည့်လိုက်တော့လေ သူတို့မားတာသူတို့ကိစ္စပေါ့နော်မာကြီးရဲ့အကျိုးရမာကြီးရောက်ခတိမာကြီးရောက်ခမအသက်ရှင်နေမာကြီးမာမိမနှစ်ပါးလုံးလည်းမရှိတော့ဘူးခါကြတော့အားလုံးကိုခြုံကြည့်လိုက်အားလုံးကိုငြင်းချစေခြင်းနဲ့မာကြီးသားလေးကိုစိတ်ချမ်းသာစေခြင်းနဲ့အတိတ်ကတားတည်တာကဘာတစ်ခုပေါ့နော်တားအခုလို့မြေခွင်းမျိုးမှာတားအရင်ပြော်သွားတာမာကြီးဘုရားမာလေးဘာနဲ့မှလဲလို့မရတဲ့ ဟိုပျော်ရွှင်ခြင်းပေါ့နော်သူပျော်နေရဘူးပဲစိတ်ချမ်းသာပါတယ်တကယ်ကြီးပေါ့နော်အဲ့တော့ရောက်ခတိရောက်ခမကိုလည်းဖုန်းလေးကနေကတော့လိုက်ပြီးတော့အဲတကယ်အပြစ်တွေရှိရင်လည်းခွလော့ပေးပါပေါ့နော်အပြီးတော့မာကြီးစိတ်ကကြတော့အဲဘယ်လိုပြောမလဲဆိုရင်သူတို့ကောင်းခဲ့သည်ဖြစ်စေသူတို့ဆိုးခဲ့သည်ဖြစ်စေဒါဟာသူတို့တမိုင်း နော်မာကြီးကောင်းကမှာမာကြီးရဲ့တမိုင်းတစ်ခုပေါ့နော် ကိုကိုအမုန်းနေနဲ့လည်းမမြင်စေခြင်းဘူးဘာလို့ဆိုတော့ကိုရှိမှဒီလိုစိတ်တက်လေးတွေမရှိဘူးဆိုတာကိုပဲပြကျင်တာအဓိကမေတ္တာတရားချက်ပေါ့နော်အဲငါဒီဒီလိုလူမျိုးမဟုတ်ပါလားဆိုတဲ့ဟာကိုပဲဖြစ်ကျင်တာမာကြီးကမိသားစုဆိုလည်းအမြဲညာရတဲ့သူမိသားစုထဲမှာဆိုလည်းအမြဲဖြည့်စည်းပေးရတဲ့သူဘု து ကိုတွေ့တွေ့ဖြည့်စည်းပေးရတဲ့သူတယောက်ပါ အဲအဲ့ချိန်မှာမြစ်တာတရားတွေပါတာကိုမြင်ရတာပေါ့နော်အဲ့ video လေးရတော့လေဘာပဲဖြစ်ဖြစ်ပေါ့နော်လူနှစ်ယောက်ကမုန်းနေရမှာမဟုတ်တာညီမလေးရေတယောက်နဲ့တယောက်ကအကြောင်းမတက်ဆိုင်တော့ဘူးသူလဲသူ့ဘဝနဲ့သူဖြစ်နေတယ်လို့မာကြီးမှလည်းမာကြီးဘဝနဲ့မာကြီးရှိရလေနော်ဘာလို့လဲဆိုမာကြီးတို့နှစ်ယောက်ကပြန်ပေါင်းဖို့ဆိုတာလဲဘလို့မှအစင်မပြေနိုင်တဲ့အကြောင်းတရားတွေရှိမာကြီးကလည်းပြန်ပေါင်းမှာမဟုတ်ပါဘူးဘလို့အကြောင်းများနေပဲဖြစ်ဖြစ်ဒါပေမဲ့မုန်းလားဆိုလဲမမုန်းဘူးချစ်လားဆိုလဲမချစ်တော့ပါဘူးလို့ ဒီနေ့ချိန်ချင်းဖုန်းတက်ကောမဆက်ဘူးမာကြီးတို့နှစ်ယောက်ရဲ့ကြားထဲမှာဘာမှမရှိဘူးတကယ်ကြီးပြောတာပါမာကြီးရဲ့ဝန်ထမ်းတွေကိုကြိုက်တဲ့ကလေးကိုခေါ်မေးလို့ရရယ်ပေါ့နော်ကွယ်ရမှာပဲမေးမေးမေးကြည့်ပါဗီဒီယိုသွားရိုက်တုန်းကတော့သူကလေမီဒီယာကိုအရန်ကြောက်လို့အရင်မခံခဲ့ဘူးဒါမနေပြောပြီးတော့ဒီဗီဒီယိုဘလော့လေးတော့တင်ချင်ပါတယ်လက်လေးတွေတော့ပါပေးပါဆိုပြီးတော့ပြောခဲ့ရဘာမှမလို့ဆိုတော့သူလည်းဒီအချိန်မှာသူမှားသွားတာကိုသူသိသွားပါပြီဒီတိုင်းတော့ကလေးနဲ့တော့တောင်းပန်ခံလိုက်တယ်နင်းအမကိုတောင်းပန်ပေးပါငါအရန်မှားခဲ့ပါတယ်ငါကမကောင်းခဲ့တာပါဟာဆိုပြီးတော့သူ့မှာလည်းနောင်သား အတန်နဲ့ပေါ့နော်ဒါပေမဲ့ဂျာရီကဘာမှလုပ်ယူလို့မရတော့ဘူးညီမလေးရဲ့တန်တရာတစ်ခုနဲ့ကြည့်မယ်ဆိုရင်မာကြီးတို့တွေကဟာတွေ့တိုင်းကဟိုဘယ်လိုပဲဝွကျွေးတွေရှိရဲကန်ကျွေးတွေရှိရဲလीမာကြီးဘက်ကတော့ကန်ကျွေးတွေဝွကျွေးတွေကိုဆက်ပြီးသွားပြီပေါ့လीနော်တန်တရာတစ်ခုမှတော့သူစိတ်ထဲမှာတော့မဟုတ်ကျေးဇူးတင်စီတော်ရှိနေ အော်ကျေးဇူးတင်ပါတယ်။မမဖြစ်ဖြစ်လေးခုလိုကာလာကြီးမညီမလေးရေဒီလိုဖုန်းလေးလက်ဆောင်ပေးရဘသူကကျေးဇူးမတင်မနဲ့နေမလဲနော်။မမဖြစ်ဖြစ်ဆက်သိန်းတန်ဖုန်းလေးတစ်လုံးဝေးရင်တော့ခက်ခဲနေကြတဲ့အခြေအနေလေးနော်။အဲပြီးတော့လေဖုန်းလေးဆိုတော့လေလိုအပ်တယ်လေနော်။လူတိုင်းရဲ့လက်မှာဖုန်းကတော့အမြဲတမ်းလိုအပ်တယ်။ဘာလို့လဲဆိုတော့ကိုနဲ့အိမ်ဟာနိုးလို့မျိုးလုံးနှလုံးပွေးရင်ကိုဘေးနာချက်တဲ့သူတွေတောင်သတိမရအောင်ဖုန်းပဲသတိရတာလူတိုင်းလေ။မာကြီးအပါဝင်မာကြီးတော့တားကိုဘယ်လောက်ချက်တယ်ပဲပြောပြောဖုန်းမထကြည့်ရအရင်ဆုံးပြီးတော့မှတပါစားမလဲမေးတာလေ။အဲ့ရစားနိုးလို့မျိုးလုံးနှလုံးပွေးရင်ငါဖုန်းရောငါဖုန်းရောအဲ့လိုလေဒါလူ design လေးเนาะအဲ့တော့ phone လေးတစ်လုံးဆိုတော့လေဒါသူ့အမကြီးပေးပြီးဖြစ်တဲ့အတွက်သူ့ကိစ္စပေါ့သူကြိုက်တာလုပ်ပလိစေသူဘာလို့ပြန်ရောင်းစားလဲသူ့ကိစ္စအမကြီးဘက်ကစိတ်ရှင်းနေဘာပဲဖြစ်ဖြစ်ဟုတ်ကဲ့ဟုတ်ကဲ့ပေါ့နော်တချို့မန့်လေးတွေမှာလဲကိုခံစားရတဲ့မန့်လေးတွေရှိရပေါ့နော်တချို့တွေကကြတော့လဲငါတို့သားဆုံးရင်ထွေးပြီးသားစတွေးကိုပြန်ပြီးတော့လှဲ့မကြည့်ဘူးဆိုတော့မန့်ကိုတွေးအဲ့လိုဆိုတော့လဲလေအော် အဲ့လိုပေါ့နော်ခံယူချက်ချင်းတွေဘယ်တူကြမလဲညီမလေးရေဘဝဖြတ်သန်းတဲ့ပုံစံတွေမတူတော့လေနော်ဟုတ်ပါရဲ့မာကြီးရောထွေးပြီးသားစွေးယူဘသူကပြန်ထွေးချင်ပါလေကိုတောက်ပြီးသားကော်ဖီတစ်ခွက်ကွာဘသူကရောတောက်ချင်ပါလေဒါပေမဲ့ဈာထဲမှာရှိနေတဲ့ကိုလေးဖြူဆိုတာရဲ့တချင်းလေးလိုပေါ့တန်ရောစင်ပေါ့တားရဲ့တန်ရောစင်ကျိုးကတအားကြီးထားတဲ့ခါကျတော့တားစိတ်စင်းရဲသွားမှာမာကြီးမလို့ချင်မာကြီးကတားနဲ့ပတ်သက်လို့ရှင်ဘသူအရှိမပဲဒူးထောက်ရဒူးထောက်ရဒူးထောက်ပေးမယ်အမေတယောက်ပဲဘာလို့လဲဆိုတားကိုစိတ်ချမ်းသာစေချင်တယ်တား ဟိုပဲတခုခုဆိုရင်တားဟိုပဲအဆင်ပြေစေခြင်းနဲ့တားဒီကဘာတခုပဲမာကြီးအသက်ရှင်နေတယ်မာကြီးရက်တည်နေတယ်မာကြီးနောက်ထပ်အိမ်နောင်နေမပြုတ်ဘူးဒီလိုမမမမရက်တည်နေတာတားကိုချစ်ခဲ့တဲ့အချစ်တည်းကြီးပဲ အော်အတိအကျတော့ညီမလေးရေနော် broken family မှာမွေးဖွားလာတဲ့သားသမီးလေးတွေကဒါတင်များနေမှာပြပြကျင်တာသူတို့ရင်ထဲမှာစိတ်ပိုင်းဆိုင်ရာခံစားချက်ကလေးတွေတကယ်ရှိပါတယ်အဲ့ဒီကလေးလေးကသိတ်တနာဖို့ကောင်းပါတယ်ဘာလို့လဲဆိုတော့သူတို့ကသူတို့မပြည့်စုံတာကငွေကြေးတွေပြည့်စုံခြင်းပြည့်စုံနေရမယ်သူတို့မှာမေတ္တာတရားတွေပြည့်စုံရင်ပြည့်စုံသူတို့ကမိဘနှစ်ပါးကြားလေးကမေတ္တာကြတော့သူတို့ကလိုအပ်နေတယ်သိလားဘာလို့လဲဆိုတော့ အဖေဘက်ကိုသွားမှအဖေမြတာကိုရတာအမေဘက်ကိုလာမှအမေမြတာကိုရသူတို့မှအခြားပျော်ရွှင်နေတဲ့မိသားစုတွေလို့ဖခင်တူတူသွားရတာလို့ကြောင်းတူတူတက်ရတာလို့ဒလင်တစ်ခုထဲမှာမိသားစုသုံးယောက်အိတ်ရတဲ့အရာသာရှိရလို့သူတို့ဘဝလေးမှာလုံးဝမရှိတဲ့ခါကျတော့တားမှာအဲ့ဒီစိတ်နဲ့ပတ်သက်လို့ရှင်ထန်ရရှိရေပေါ့နော်ထန်ရ တန်းညာကြီးကြီးမားမားကိုရှိရကားကចောင်းသွားတဲ့ခါကျရင်ចောင်းအခန်းနေထဲမှာစာရမ်းမတော်ချင်ဘူးဆိုပြီး तू ဟာစာသိစ조사လေးမရှိဘူးဘာလို့လဲမေး तू က तू အောင်မြင်မှာကြောက်တယ်ဘာလို့လဲသားလို့မေးလို့ရှိရင်သားစုယူရမှာကြောက်တယ်စုယူရင်ဖေဖေနဲ့မေမေအဆုံမရှိဘူးဆိုတော့ तू ပြောလိုက်တဲ့စကားလေးကတခါတလေဘာမှမဟုတ်ဘူးကိုယ်နှလုံးသားကြီးချိန်မွားသွားပါဘောနော်ချိန်မွားသွားပြီးအော်ငါအဲ့ဒုံက26နှစ်တုံးကအဲ့လိုပေါ့နော်ကိုယ့်ကိုပဲငါမမာနာကြီးထားလိုက်တာဟိုငါလှတာဟိုငါငယ်ကုန်နေနဲ့ ါကွာရှင်းခဲ့လိုက်တာခုလိုအခြေအနေမှာလာမာကြီးတကယ်ပေါ့နော်ခုလာကိုသာအိမ်အောင်ရှိနေမယ်အိမ်အောင်ရေးသူဖောက်ပြန်နေမယ်လို့တွေးထားရင်ဒါအောင်မာကြီးအမိုက်တတလို့ပဲသဘောထားပြီးပေါ့ပေါ့လေးနေမိမှာလေသိလားအဲ့တုန်းကငေတာကိုငေတော့ပဝင်းကျင် pressure ဗပောင်းဆုံး pressure မခံကျင်စိတ်ခံကျင်စိတ်တွေနဲ့စိတ်လိုက်မှမာကြီးပေါ့နော်သူမကွာပေးပါဘူးမာကြီးကအတင်းကွာတာအတင်းတရားရုံဥတိုက်လျှောက်ပြီးအတင်းနေကွာပြစ်တာဆိုတော့ဟိုဘလို့မှ မလုံးလုံးမရတော့တဲ့အခြေအနေကိုမာကြီးကိုယ်တိုင်ကလည်းဖန်ပြီးကြရရှိရပါလို့နော်ခါတလေကြရင်လူတိုင်းမှားတက်ပါရဲ့ပေါ့နော်ခါကြရင်ဘဝတိုင်း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 အိမ်တော်တိုင်းအိမ်တော်တိုင်းမိသားစုတိုင်းမှာအမားလေးတွေတော့ရှိတက်ပါရဲ့တချို့အမားလေးတွေခွန့်လွန်နိုင်လောက်တဲ့အမားမျိုးဆိုခွန့်လွန်လိုက်တာကောင်းပါရဲ့ဘာဖြစ်လို့လဲဆိုတော့တာသမီတွေမှာဒဏ်ရာတွေပါတယ်လေနော်အခုမှမာကြီးကအရင်တော့ကတော့မာကြီးလည်းမန်နေတက်ပြီး သားသမီးပဲဘာဖြစ်ဆိုင်ရမှာလဲသားသမီးပဲချိန်နှံကြရလေသူလည်းသူ့ဘုရားသူရှောက်မှာပဲမာကြီးအမြဲတွေးတာပေါ့နော်သားဘက်ကိုမငဲ့တာရရှိခဲ့ဘူးလေပေါ့စိတ်ပိုင်းဆိုင်ရခုကြတော့သားကစီးလာလေသူမြစ်တာလိုချင်တာလေတိလာအချားသူတွေပျော်ရဲရှက်တွေဆိုရင်သူအဲ့လိုတူတူသွားချင်းလေဆိုရင်ရှင်ထဲမှာကြိတ်ကွင်းရတာရှိအောင်ကဲပြဆိုတော့ဒီမြို့ဖိုင်ကြီးမှကျွန်တော်ဆိုလို့ရှင်ထဲကတော့ဒီအင်ထောင်ရေးဖောက်ပြန်လို့ဖြစ်ဖြစ်เนาะဒီအကြောင်းအမျိုးမျိုးအကြောင်းပဲဖြစ်ဖြစ်ပေါ့နော်ဒီမိသားစုတွေကွဲတော်တဲ့အချိန်ကဒီသားနဲ့သမီးနေတဲ့ကြံခဲ့မယ်ဆိုရင် သူတို့ဟာတကယ်အားငယ်စိတ်တွေတင်ငယ်စိတ်တွေဝင်တတ်ပါတယ်ကျွန်တော်ဒီအချိန်ကအမကြီးပြောသလိုမျိုးသူသားဆိုရင်ပြတော့ကျောင်းမစားတော့အော်တော်သူကမကြိုးစားရှင်တဲ့အထီးသူကစိတ်တန်ရရနေတာပါနော်သူများကလေးတွေမိဆုံဖဆုံတဲ့အဲ့လိုအာဆူရည်ယူရရှိမှာနော်သူစားတော့အော်ကြိုးစားလိုက်ရင်အဲသူမဆိုးယူပေဖို့မိဆုံဖဆုံမရှိဘူးဗျာနော်အမေလာရင်အဖေလာမှမဟုတ်ဘူးအဖေလာရင်အမေလာမှမဟုတ်ဘူးဆိုတဲ့အနေအထားမျိုးဆိုတော့ဒီစာကျိုးစားရှင်စိတ်ကွက်တော်သူကအဲကြောက်နေတဲ့အထီကိုအဲ့လိုခံစားနေရတာပါ ဒီတငေရှင်နေအဲမိတ်ဆုံးဖဆုံးနဲ့အဲ့လိုဘုရားသားကြောင်းဘုရားသားကြောင်းတော်လို့လည်းရှိမှလည်းသူမှလည်းအငငယ်စိတ်တွေနဲ့ဝင်ဝင်ပြเนาะဆိုတော့ဒီအင်တော်ရဲ့ဖောက်ပြန်မဲ့လူတွေเนาะဖောက်ပြန်သွားပြီးတဲ့လူတွေလည်းဒါတွေကိုအာအရန်တခန့်စားလည်းယူသိမ့်ပါတယ်เนาะကိုယ့်ရဲ့သသမီးတွေဟာစိတ်တိုင်းဟာကြီးကြီးမားမားလည်းရတတ်ပါတယ်ဗျเนาะဆိုတော့ဘီယိုဖိုင်တွေကတော့အာတခန့်စားလည်းအဖြစ်ပြန်ပြီးတော့မျှဝေနေကြပါဆိုတော့ဘီယိုဖိုင်တွေကိုဒီနာမှာအဆုံးသတ်နေပါတယ်နောက်ထပ်ဘီယိုဖိုင်တွေမှာကျွန်တော်တို့ပြန်တွေ့ဆုံကြရအောင် Okay see you next